Apple ကွန်ပျူတာတွေအတွက် crack software တွေကို download ဆွဲပြီး install လုပ်တာပြဿနာမရှိပါဘူး။ပြဿနာရှိတာက install လုပ်ပြီးလို့ဖွင့်တုံတဲ့အချိန်ကျမှ Apple ကတော့ verify ဆိုတာပေါ်လာပြီးသုံးလို့မရတော့တာပါ။ဒီပြဿနာကိုဖြေရှင်းနေလေးပြပြပေးချင်ပါတယ်ဗျ။ install လုပ်ထားတဲ့ crack software ကိုပထမဆုံးချိန်ဖွင့်လို့ဒီလိုလေးပေါ်လာရင် system settings app ကိုဖွင့်ပြီးတော့ privacy and security ကိုတွားလိုက်ပါ။ home အောက်ဆုံးတွားလိုက်ပါ။ဖွင့်လိုက်တဲ့ application ရဲ့နာမည်နဲ့တူနောက်မှာ open anyway ဆိုတာလေးပေါ်နေတာလေးကိုနှိပ်ပေးလိုက်ပါ။ open anyway ဆိုတာလေးကိုထပ်နေပေးလိုက်ရင်ပြဿနာဖြေရှင်းပြီးသွားပါတယ်။တခြား application တွေကိုဖွင့်လို့ဒီလိုပေါ်လာတဲ့အခါမှာလည်းအရှိရနေလန်တိုင်းပဲလုပ်ကြည့်ပါအဆင်ပြေသွားပါလိမ့်မယ်ဗျ။